ဇီးပြုတ်ကုန်းဆိုတဲ့ရွာကလေးတစ်ရွာကမြို့ပြတွေနဲ့အင်မတန်မားကိုအလံဝေးလာပြီးတောတောင်တဘာဝတွေနဲ့ပြည့်နှံ့နေတဲ့ကျေးလက်ဒေါ်ရွာငယ်လေးတစ်ရွာပဲဖြစ်ပါတယ်။အဲဒီရွာလေးရဲ့ဘေးပတ်ပတ်လေမှာတော့တောင်တန်းတွေရှောင်းမြောင်းအင်းအိမ်တွေကတိတ်ကိုပေါများစွာလာပါတယ်။အဲဒီအပြင်ရွာကလေးဟာတောတောင်တွေကြားထဲမှာတည်ရှိတာကြောင့်တပင်ကြီးတွေနဲ့အမြဲတမ်းစိမ့်စိမ့်ဆူဆူရှိလို့နေကြတာပေါ့။မျိုးပြားရင်းနဲ့အလန်းဝေးလာတဲ့ကြီးလက်တော်ရွာလေးဆိုတော့ဖွံ့ဖြိုးတိုးတက်မှုကလည်းတိတ်မရှိချဘူးဟော။ အဲဒီရွာလေးမှာတော့လူဦးရေအနည်းငယ်နဲ့လူနေဖြူတာလည်းရှိပါတယ်။အဲဒီရွာသူရွာသားအ ਨੇ စုတွေမှာတော့ကလေး၃ယောက်ဖြစ်တဲ့ဖတ်တီ၊ဂွေးတို့၊ကြော်ကြီးလို့ခေါ်တဲ့မြောင်မူလေး၃កောင်ကလည်းအပါဝင်ပေါ့ဗျာ။သူတို့မြောင်မူလေး၃កောင်စလုံးကလည်းဒီရွာမှာပဲမွေး၊ဒီရွာမှာပဲကြီးပြင်းပြီးဒီရွာမှာပဲပေါက်တက်ကြရအလုံဆုံးနဲ့ကမြင်ကျော်အထဆုံးငမွေတို့၃កောင်ဆိုရင်လည်းမမဟုတ်ဘူးပေါ့ဗျာ။ သူတို့သုံးယောက်စလုံးဟာအတူသွားအတူစားအတူတူစော်ကစားကြတော့အမွာညီကိုသုံးယောက်လိုတော့ထင်ရပါတယ်။ဒါပေမဲ့လို့လည်းအမွာလိုတော့ထင်ရစရာမရှိပါဘူး။သုံးယောက်စလုံးရဲ့မျက်ခွက်တွေကတော့မတူတဲ့အပြင်ခန္ဓာကိုယ်တွေကလည်းပိန်တဲ့ကောင်ကပိန်ဝါတဲ့ကောင်ကဝါလို့ပေါ့ဗျာ။မြောင်မူလေသုံးကောင်သားဘယ်လောက်တောင်အတိုင်ပေါင်းရည်သလဲဆိုရင်ခြုံတိုးတာကအစာသုံးယောက်သားအတူတူတန်းစီပြီးတိုးလိမ့်ရှိတာပါကျွန်တော်ရဲ့ပိတ်သက်ဒီထဲမှာသူတို့ကိုတယောက်ယောက်များမွေးစားချင်တာဖြစ်ဖြစ်သုံးယောက်စလုံးကိုမွေးစားချင်တာဖြစ်ဖြစ်ကျွန်တော်လကားပေးပါမယ် ၃ရာသာပေါင်းမိလိုက်ရင်တော့ခမင်းမင်းဟင်းမင်းနဲ့အိမ်ပြန်ဖို့ကိုတော့သူတို့တွေတတိယလေးမရှိကြပါဘူး။၃ရာစလုံးကလည်းတနေ့တနေ့ဖင်ထဲကိုရှုံးဝင်အောင်စောပြီးစောလို့ဝပြီဆိုတော့မှအိမ်ကိုပြန်လာလေးရှိပါတယ်။ဒီလိုနဲ့ပဲတရက်တော်မနက်ခင်းရဲ့လင်းကျက်တွန်းပြီးကျင်းငက်ကလေးတွေရဲ့တာယာတန်နဲ့အတူတကွာကြော်ကြီးတို့တားမိတွေဟာလောက်စီယာရှိတာတွေကိုကိုစီလုံးလုံးနေခဲ့ကြပါတယ်။ကျော်ကြီးဆိုတဲ့ကောင်ကတော့ငါ့အမေမသေးခင်လေးခိုင်းရတာခိုင်းအောင်မဆိုပြီးကွက်ပစ်ကလေးပေါ်ကနေထိုင်နေခဲ့ပါတယ်။ မြောင်မူလေတောင်ကောင်တွေကကြော်ကြီးစုတဲ့ကောင်တွေကတော့ဖားခင်မရှိချာပဲမိခင်နဲ့အတူဒီထိုင်ရတဲ့ကောင်လေးတယောက်လည်းဖြစ်တာပေါ့တငယ်ချင်း၃ယောက်သားတွေ့လိုက်ရင်တော့မြောက်ကြွမြောက်ကြွနဲ့ဖြစ်နေပြီမဲ့တယောက်တနေရာစီကွဲနေတဲ့အချင်းဆိုရင်တော့အမြဲတမ်းပြင်းကြီးပြီးမှိုင်ငိုင်းနေလေးရှိကြပါတယ် ဒါပေမဲ့လို့လေကိုပြပေါ်မှာငိုင်းချင်းတော်မရလိုက်ပါဘူးမိခင်ဖြစ်သူကလည်းနင်လည်းမသေးခင်ခိုင်းရတာငါလည်းပြန်ခိုင်းအောင်မှာပါဆိုပြီးဟင်းရှက်ဖို့အတွက်ငားငံပြားရေးမရှိတာကြောင့်တော့ဝယ်ဖို့အတွက်ကြော်ကြီးကိုခိုင်းခဲ့လိုက်ပါတော့တယ်မိခင်ဖြစ်သူမက်ခင်သားတယောက်ရွာတွေကမလွမ်းနွေရဲ့ကုံစုံဆိုင်မှာငံပြားရေးကိုတော့ဝယ်ပြီးတော့တန်တန်မမပြန်လာဖို့အတွက်တီတီရှာရှာကိုမှားလိုက်ပါသည်တယ်အိမ်မှာပြင်းပြီးတော့ငင်းငင်းငိုင်းထိုင်နေရရှာတဲ့ကြော်ကြီးတယောက်အိမ်မှာမနေရရင်ပြီးရောဆိုပြီးအမြန်ဆုံးထွက်လာခဲ့လိုက်တာပေါ့ မိဘစကားဆိုရင်တသွေမသိနားထောင်တတဲ့ကြော်ကြီးတယောက်ကတော့တငယ်ချင်းဖြစ်သူတွေကိုအရင်ဆုံးခေါ်ခေလိုက်ပါတယ်ကောသောဆိုင်ကိုတန်တမမတ်သွားဝယ်လိုက်ရင်မိခင်ဖြစ်သူမက်ခင်ထားရဲ့စကားကိုနားထောင်ပြီးသားဖြစ်မှကြောက်လို့ထင်ပါရဲ့ဒီလိုနဲ့ကြော်ကြီးတယောက်ဖက်တီယောဂွေးလိုရောကိုပါဝင်ခေါ်ပြီးတုံးယောက်သားဟာရွာလေးကမလွမ်းတွေရဲ့ကောသောဆိုင်စီကိုလှမ်းလာခဲ့ကြပါတော့တယ် ရွာကလေးကတောင်ကြီးရဲ့မှာတီရှိတာဆိုတော့အိမ်တွေကတအိမ်နဲ့တအိမ်အနှဲငယ်အလံဝေးလာပါတယ်ဒီလိုနဲ့အချိန်နှဲငယ်ကြအောင်ရှောင်းလန်းလာပြီးတဲ့နောက်မှာတော့တုံးယောက်သားဟာမလွမ်းနှွေရဲ့ကုံစုံဆိုင်လေးရှိရာစီကိုရောက်ရှိလို့လာခဲ့ကြပါတယ်ဟက်ကောင်လေးကြော်ကြီးနေအမေကဘာမှလိုက်လို့လဲဘေးကနှစ်ကောင်ရောဘာဝယ်မှမို့လို့လဲကျွန်တော်မေကလမ်းပြားကြီးဝယ်ဆိုင်လိုက်လို့ပါဗျာဘေးကနှစ်ယောက်ကတော့တားရဲ့စိုးပေါ်စိုးပေါ်တငယ်ချင်းတွေပါသူတို့ကအဖော်လိုက်လာပေးရပါဗျာ သားတို့တငယ်ချင်း၃ယောက်ကလေတနေရာသွားလို့လူမဆုံးရင်ခြောက်တစ်ဖက်မပါသလိုပဲဖွာလွှမ်းတွေရအေးပါဟဲခင်သားတယောက်ကအနေအေးတလောက်မွေးလာတဲ့သားလေးကတော့တကယ့်ငမွေထိုးလေးပဲစကားတက်လိုက်တာနေနေနေနံပြိုက်ပလင်းသွားယူလိုက်အောင်မယ်ကဲယောနေမမာရာရပြီဒါနေနေတို့၃ယောက်ပေါင်းပြီးပေါက်ထောက်ကြရွေးချောင်းမလုပ်ကြနဲ့နော် လူကြီးတွေအတွက်အနောက်ဆက်ဖြစ်တယ်လို့တခြားသူတွေကလည်းဒုက္ခဖြစ်အောင်မဆော့ကြနဲ့နင်တို့တခုလုပ်လို့ရင်ချင်းပေးရမယ့်နင်မိဘကိုတနာရမယ်လေကြားလားဟုတ်ပြီဘဘရဒီမှာပဲဈေးရောင်းမိနေတရားခေါ်ဆရမှာနော်သွားရမယ်ဗျာဟိဟိဒီလိုနဲ့ပဲဒေါ်လွမ်းတွေရဲ့ကုံစုံဆိုင်လေးကနေတော့အုပ်ကလေးကိုဖျက်ပြီးတုံးရောက်သားပြန်လာခဲ့ကြပါတယ်။ရှောင်းလန်းလာတဲ့လက်တစ်ချောင်းလုံးမှလည်းမြောင်မူးလေးသုံးကောင်ဟာစကားတမိမိနဲ့ပေါက်တက်ကြီးရီရှောက်ပြောလို့နေခဲ့တာပေါ့။ ဖြတ်မယ်ငါတို့တောင်မော်ပညာတစ်ခုခုရလိုက်မယ်ဆိုရင်ဘယ်တော့တောင်ကောင်းမလဲကွာနော်အဲ့ဒါဆိုရင်ငါတို့တက်ထားတဲ့မော်ပညာတွေနဲ့လူတွေကိုလိုက်ပြီးချက်လက်စားတော့လို့ရတယ်ကွာအဲ့လိုမျိုးဆိုရင်တော့ငါကတောင်းပန်နှစ်ဖက်လိုချင်တယ်ကွာဘယ်နေရာသွားသွားငါရဲ့ဘိုက်ကြီးကိုတဲတဲနေရတော့ငါအတော်လေးညင်းငွေ့လာပြီမင်းဟာအရင်ခွေးစားစားမှာတော့တွားလိုက်ရမင်းဘိုက်ကြီးကိုတင်နေရပြီပေါ့ကွာငါလို့ဘော်ရီစရရှာတောက်တောက်လေးရပါသေးလို့မင်းစုတောင်းရမှာဘာလို့လဲဆိုတော့ငါအသားကြီးငါခန္ဓာကိုယ်နဲ့ဆိုရင်မျိုးကကောင်းပါလိမ့်ဒီတိတ်ကိုဝိုင်းဝိုင်းလည်နေမှာကွာ ကဲဘယ်စိတ်ကူးရင်တော်စမ်းမကွေးလို့ရငါမှရှိရဲ့ပညာလေးနဲ့လူတွေကိုဘယ်လိုလိုက်ဆရမလဲပဲစဉ်းစားပါတော့မယ်ဒါပေမဲ့ငါလည်းတရေတော့ကြောက်တယ်ကွာ ဒီလိုနဲ့ရွာရဲ့တံတားလေးကိုဖြတ်လာပြီးတဲ့နောက်ပိုင်းမှာတော့၃ယောက်သားဟာကြော်ကြီးရဲ့မိခင်အိမ်ကိုပြန်လည်ရောက်ရှိလိုလာခဲ့ပါတော့တယ်။အိမ်ပြန်ရောက်တော့ပါလာတဲ့ငံပြားကြီးဘူးကိုပေးခဲ့လိုက်ပြီးမိခင်ဖြစ်သူအသင်းချက်ပြုတ်ထားတဲ့စားကောင်းတောက်ဖွဲ့တွေကို၃ယောက်သားအာပါတရားနဲ့စားခဲ့လိုက်ပါတော့တယ်။၃ယောက်သားကွပစ်ကလေးပေါ်မှာစားတောင်းနေတဲ့အချိန်မှာတော့မိခင်ဖြစ်သူဟာကွပစ်ကလေးပေါ်မှာထိုင်ပြီးကလေး၃ယောက်ကိုပြုံးပြုံးကြီးကြည့်လို့နေခဲ့ပါတယ်။မေမေပေါ်ပေါ်လွမ်းနေတာလေသူတယောက်တည်းနေတာလားဟဲ့သူမှတားသမီးရေမရှိဘူးလား ဘာလို့လဲဆိုတော့တာဈေးဝယ်သွားတိုင်းတာကိုပဲလာလိုက်ဆုံးမနေတာတာနားကြီးလာပြီမေမေရသူ့ဘဝကတနာစရာကောင်းနေတာရဲ့ဒါတော့မသိသေးတဲ့အကြောင်းတွေအများကြီးရှိပါသေးတယ်။သူကငငယ်ရွယ်ရွယ်နဲ့အိမ်ဆောင်ကြခဲ့တာ။သူ့မှာသားလေးတယောက်ရှိခဲ့တယ်ကွ။သူ့သားလေးနာမည်ကတက်ဘူးတဲ့။သိမကြသေးခင်ကမှ မတော်တဆမှုတစ်ခုကြောင့်ဆုံးမသွားခဲ့ရရှာတာ။လူဘဝမှာ အကြကြီးအောင်မနေလိုက်ရရှာပါဘူး။ အဲဒီနောက်ပိုင်းလဲသူတယောက်တည်းပဲကုံစုံဆိုင်လေးရောင်းပြီးရုန်းကန်နေခဲ့ရတာသူ့သားလေးရှိနေတော့ကလည်းစီးပွားရေးအဆင်မပြေပေမဲ့သားလေးကိုပညာရေးမှာဦးစားပေးပြီးတော့ရှီစုမဲစုလေးနဲ့ကြိုးစားပြီးကြောင်းထားပေးရှာပါတယ်။ကဲပါအဲ့အကြောင်းမျိုးနောက်မှမမေပြောပြမယ်။အခုတော့အေးကုန်လိုက်မယ်။အစားတွေမြန်မြန်စားလိုက်ကြအောင်။ ဒီလိုနဲ့တောင်ရောက်သားအစားအသောက်တွေကိုဝါးဝါးလင်လင်စားတောက်ပြီးတဲ့နောက်မှာတော့ထုံးစံအတိုင်းစော်ကစားဖို့အတွက်တောအုပ်ထဲကိုတူတူထွက်လာခဲ့လိုက်ကြပါတယ်တောအုပ်ထဲကိုရောက်လာကြတဲ့အခါမှာတော့တောင်ရောက်သားဘယ်လိုပုံစံစော်ကစားရမလဲဆိုပြီးတောင်ရောက်သားစဉ်းစားတိုင်ပင်နေခဲ့လိုက်ကြပါတော့တယ်တခြားသူတွေကြောက်လန့်တော့တရေလိုက်လျှောက်ကြရင်မကောင်းဘူးလားမင်းကလည်းအသားရမဲရင်ဇော်မဲလုံးမျက်နှာနဲ့တရှိရတယ်ပဲလူတွေကဘယ်လိုလုပ်ကြမှာလဲကွာရေပဲရေချင်းကြမှာပေါ့ နောက်ဆုံးမှာတော့၃ယောက်သားဟာအကြံစီတစ်ခုကိုတိုင်ပင်ခဲ့ပြီးအကောင့်ထဲပို့ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ကြပါတယ်။ဒီလိုနဲ့တဖြည်းဖြည်းညနေဆောင်လာခဲ့ပြီးလာမင်းထိန်ထိန်တာနေတဲ့ညလေးတညကိုရောက်ရှိလာခဲ့ပါတယ်။အချိန်အားဖြင့်ကတော့ည9:00နာရီအချိန်လောက်ရှိပြီးတူတူကိုကိုအိမ်ပြန်ကြတဲ့အချိန်ကလေးလေးဖြစ်တာပေါ့။အဲဒီအချိန်တရားပေါ်မှာတမိတလက်နဲ့ရန်တတိုင်းနဲ့ရှောက်လာနေတဲ့သူကတော့တွေ့သည်မမိမတိုင်းကွင်းကွင်းပြီးတွားနေတယ်လို့သူ့နာမည်ကတော့အမှုသမားကိုတွေ့ကွင်းပဲဖြစ်ပါတယ်။အခုလဲမလွမ်းရွယ်ရဲ့ကုံစုံဆိုင်လေးမှာအရက်ဖြူကိုအကျွေးတောက်ပြီးပဲ ကြီးလုံးနဲ့မိကရေချင်းကြိုက်ပြီးအိမ်ကိုပြန်လာနေခဲ့တာလည်းဖြစ်တာပေါ့။အော်မိမရီကငါလိုဥပဒေရုပ်ကောင်းတဲ့ကောင်ကိုမကြိုက်တော့ဘယ်ကောင်ကိုသွားကြိုက်တော့မလဲ။အေးပေါ့လေငါရုပ်ရည်နဲ့သူတို့ကအနာကိုမကဲရဲကြတာလည်းဖြစ်ပါလိမ့်မယ်။အေးအရကိုကြိုက်လို့တောက်တဲ့သူစိတ်ပျော်ရလို့တောက်တဲ့သူတောက်ပြလိုက်မယ်ခမျာများကဲ တော်ပါပြီကွာနောက်တစ်ခါဆိုရင်ဘယ်တော့မှအရက်ကိုမတော့တော့ဘူးအိမ်ပြန်ရောက်ရင်တော့မောင်တတရဲ့ရှင်တွေကပုံပြင်လေးတွေနားထောင်ပြီးအိမ်အောင်မှပဲမူးနေလို့နားမလဲပြမယ်လို့လဲငါဆိုတဲ့အရက်သမားကလည်းအဲ့ကောင်တန်ကြားမှအိပ်ပျော်ရဲကောင်ကွာဟမ်ရှိကငါငါမြင်လိုက်ရတာဘာပါလဲကွာဘယ်သူတွေလဲငါကိုလိုက်ဖို့တော့မလိုဘူးနော်ငါဆိုတဲ့ကောင်က အိမ်ကိုတော့ရအောင်ပြန်နိုင်ပါတယ်ကွာအေးတဲ့အန်ဂျလာတို့ပဲကွာမောင်စင်နာအေးဒီရှင်ကြီးကိုဗာတန်ချလိုက်ရတာပါလေမုတ်စိမ်းပေါင်းဆိုလားကောင်းကျင်းပေါင်းဆိုလားဓမီနဲ့ထွန်းကြည့်အောင်ပါပါအေး အဲ့ဒါဘာကြီးလဲပြီးပြီးတော့ငါးချီတော့တွေရေကဲကြပါဘောဗျာမမောသားသားရေမင်းရှင်တွေကအထက်လန်းစီကလွတ်ပေးပါဦးကွာဒေါ်လွန်းတွေရေစတိုးဆိုင်လေးမှာအရက်ကိုအကျွေးကျဲတောက်လာတဲ့ကိုတွေကွင်းတယောက်ကတော့မောင်ကျော်ကြီးရဲ့လက်ရက်ချောင်းပဲခွေးပြေးဝက်ပြေးပြရရှာပါတော့တယ်နောက်ဆုံးတော့မြောင်မူးလေးသုံးကောင်လေးကကျော်ကြီးဆိုတဲ့ကောင်လောက်တာနဲ့အရက်သမားတွေကွင်းတယောက်အိမ်ပြန်ရောက်ရင်တော့ကျွန်တော်ရှန်နေတော့နားထောင်နေမှာမဟုတ်တော့ဘူးထင်ပါရဲ့ဗျာ ဘဲခွဲပြီးအနာကပြောင်းနေတဲ့အရသမားတယောက်ကိုခွေးပြေးဝက်ပြေးပြီးအောင်စားလိုက်ပြီးတဲ့နောက်မှာတော့မြောင်မူလေးသုံးကောင်သားလည်းတေးထွက်ကြအောင်ရေပေါ်ရင်ကြံနေခဲ့ကြပါတော့တယ်။ဒီလိုနဲ့ပဲတိတ်မကြလိုက်ခင်မှာရှေ့စင်နောက်စင်းဆိုလိုပဲစတိုးဆိုင်ကိုတိမ်ပြီးပြန်လာတဲ့ဒေါ်လွမ်းရွယ်တယောက်အိမ်ကိုပြန်လာခဲ့ပါတော့တယ်။တခြားပုံမှန်နေရဆိုရင်တော့စပိန်ကလေးတစ်စီးနဲ့ပြန်တက်ပြီမယ်ဒီကနေ့မှာတော့လှလှရှားရှားဖြစ်အောင်ကျမ်းမကြီးလည်းကောင်းအောင်ဆိုပြီးလမ်းလျှောက်ပြန်လာခဲ့တာပဲဖြစ်ပါတယ် ကျော်ကြီးကျော်ကြီးခမမင်းကိုတရားရှာရှာနေတဲ့အဖွားကြီးဒေါ်လာနဲ့ရောက်လာပြီပညာပြရမယ်အရင်ပဲကွာလောက်လိုက်စမ်းကျော်ကြီးဟာโอเคโอเคကိုရိုမင်းဆောင်ကြည့်နေလိုက်တော့ဒီလိုနဲ့အဖွားဒေါ်လာနဲ့တရားလဲတရားလေးကိုကြော်ပြီးတော့ရှောင်းရဲ့တစ်ဖက်ရှမ်းကိုရောက်လာခဲ့ပါတော့ရေ။ကြံကြိုင်တဘူးတော့ထည့်ရအောင်မလား။ ဒေါ်လာနဲ့တရားပုံမှန်ဝင်မဲကြီးတဲ့ကနေအတန်တစ်ခုကိုကြားလိုက်ရတာကြောင့်တစ်ပင်သားကိုတမီးနဲ့ထိုးကြည့်ခဲ့လိုက်ပါတော့တယ်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင်ဒေါ်လာနဲ့တရားမျက်လုံးအပြူသားဖြစ်သွားခဲ့တာပေါ့။ဝါကျော်ကြီးတယောက်မျက်နှာမဲကြီးနဲ့ရှောင်းလန်းခဲ့ပေမဲ့လို့လေဒေါ်လွမ်းတွေတယောက်ကတော့တမ်မီကြီးထွန်းလျက်သားနဲ့ရက်ကြည့်လို့နေခဲ့ပါတယ်ကျော်ကြီးမင်းပုံစံကကြောက်ဖို့မကောင်းသေးလို့ထင်တယ်တင်းတင်းတော့ထပ်ပြီးစူးစမ်းကြည့်ပါအောင်ကွာ không nhớ một cách sợ này chồng cả phi hàng lâu này yêu cái giúp bao giờ bây ý chồng lên với chồng bảo là qua bên đâu cháu nhà mà lê, ha không bao giờ mấy đâu làm gì Emily kia cha bà ô ဘာလို့လဲတော့မသိပါဘူးဗျာဇော်မဲလုံးအတန်ကြားမှာပဲအဖွားကြီးဒေါ်လွန်နဲ့တယောက်လဲထမိန်ကိုမာပြီးတမီးကိုကင်ကဖနှောင်းနဲ့တင်မှာတသားရေးကြအောင်ပြေးပါလီရောဗျာသူခမယာတလန်းလုံးယွတ်လာတဲ့ဖျားစာရီတော့ဘယ်ရောက်လို့ရောက်သွားမှမသိတော့ရှာဘူးဩတောင်ပြေးရမလို့လို့မြောက်ပြေးရမလို့လို့နဲ့နောက်ဆုံးတော့တွေ့ကြရလမ်းကတော်ရဲကိုဝင်လို့သွားခဲ့ပါတော့ရေညနေခင်းကကြံစီထားခဲ့တဲ့အကြံစီတွေအားလုံးအောင်မြင်သွားခဲ့တဲ့နောက်မှာတော့မြောင်မူလေးတုံးောက်သားလေးဂွေးတဲ့အောင်ကြီးပါတော့ရေ အကုန်လုံးပြေးလိုက်ကြတာလုံးနေတာပဲကွာမသိရင်စစ်မှုထမ်းခေါ်မှကြောက်လို့ပြေးနေတဲ့အတိုင်းပဲဒါရီအလုံးကငါဆိုတဲ့ကြော်ကြီးရဲ့လက်ချက်ကြောင့်ပါကွာကဲဒါသူရင်ငါတို့ဒီပြန်ကြရအောင်လေကွာနောက်နေ့မှထပ်စားကြရအောင်ကွာလူတွေကိုရှောက်လိုက်ရတာပြောင်းကြအောင်ကောင်းရဲ့လားကွာဟေးဘယ်လိုပြောရမလဲ ရှက်ရှင်းဆိုလိုပဲနောက်ကနေအတန်အော်ကြီးတစ်ခုကိုကြားလိုက်ရတာကြောင့်၃ရောက်သားကြောင်းလို့သွားခဲ့ပါတော့ရယ်အဲ့ဒီအတန်ကိုကြားတော့နောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်ကြပြီးအပေါ်ကိုမောကြည့်ခဲ့လိုက်တာပေါ့ညောင်မူလေ၃ကောင်းသားမြင်လိုက်ရတဲ့မြင်ကွင်းကတရားရဲ့ရှိမအင်မတန်မကိုကြီးမားလွန်လာတဲ့ပိတ္တာကြီးတစ်ကောင်ကသူတို့ကိုစိုက်ကြည့်နေတယ်ဆိုတာပါပဲခန္ဓာကိုယ်အရွယ်အစားကအင်မတန်မကိုကြီးမားလွန်လာပြီးတစ်ပင်ကြီးတွေထက်တောင်မှမြင်မားနေပါသေးတယ်သူရဲ့လက်တွေကလည်းပိန်ပိန်နဲ့ရှည်ရှည်ကြီးဖြစ်လို့နေခဲ့တာပေါ့ အသားရေကတော့ညိုမဲနေပြီးသူ့ရဲ့ခန္ဓာကိုယ်အတွင်ပြင်ကတော့လူတစ်ယောက်ရဲ့ပုံစံလိုပါပဲဒူဇန်နာတစ်ခုကတော့ညီရဲနေတဲ့မျက်လုံးကြီးတစ်စုံနဲ့အတူကမြင်ကြောထားလာတဲ့မျက်မူလေးသုံးကောင်ကိုစိုက်ကြည့်နေတယ်ဆိုတာပါပဲမင်းတို့လည်းပေါ့ဘယ်ဟောစရာကြီးလဲပေါ့စရာကြီးသူတွေကသူများတွေ့ပဲငါငါမဟုတ်ဘူးနော်ပတီတယောက်ဘေးကတငယ်ချင်းနှစ်ယောက်ကိုစကားပြောနေတုံးမှာပဲနှစ်ကောင်စလုံးကတော့လုံးနေအောင်ပြီးထွက်လို့သွားခဲ့ပါပြီအဲ့ကောင်ပတီမြေရလိုက်ခဲ့လေကွာ ငါကိုအဲ့လိုမထားခဲ့ကြနေလေကွာစောင့်ကြပါဦးမေမေရေခဲ့ပါနောက်ဆုံးမှာတော့တငယ်ချင်း၃ယောက်သားလဲတောအုပ်ထဲကတစ်ပင်ကြီးတစ်ပင်ပေါ်မှာအပြေးလွှားနဲ့တက်ပုံးနေခဲ့လိုက်ကြပါတော့တယ်ဒီကောင်မှာတော့သူများကိုလိုက်လံရှောင်းလန်းခဲ့တဲ့မြောင်မူလေး၃កောင်သားဟာဝစ်လေလို့နေပါပြီတစ်ပင်လေးပေါ်မှာရှေကားရလက်ကားရတွေနဲ့ပြုတ်ကျမှကြောက်လို့အတင်းကိုဖတ်ထားပြီးကြောက်စိတ်တွေနဲ့အတူအတန်တိတ်ဆိတ်လို့နေခဲ့တာပေါ့အဲ့ဒီချိန်ဘေးပပလင်မှာတော့အရာအလုံးကတိတ်ဆိတ်လို့နေခဲ့ပြီးလေပြင်းတိုက်ခတ်တဲ့တွေကသာတဖြူးဖြူးတိုက်ခတ်လို့နေခဲ့ပါတယ် တန်တော့တိတ်သွားပြီကွာစောနာကမကောင်းဆိုးသွားကြီးလဲမရှိတော့တော့ဘူးတင်လေဘာလဲတတိယလို့လားကျော်ကြီးကတော့မကောင်းဆိုးသွားကြီးပျောက်ွယ်သွားပြီလို့ထင်မိမယ်လို့လဲသူတို့ရဲ့တပင်ကတိကိုင်းခက်တွေကြားတွေကနေမရီတော်ရှိတဲ့မျက်လုံးကြီးနဲ့စောက်ထိုးကြီးကြီးလို့နေခဲ့ပါတော့တယ်။၃ရောင်စလုံးခမရတော့ကြောက်လို့လို့ဘာလို့လို့ဘာကန်ရမှမသိအောင်ကိုဖြစ်လို့နေခဲ့တာပေါ့။ ပိတ်သားကြီးကလည်းမြောင်မူလေးသုံးခေါင်ကိုတိတ်ပြီးအမြင်မကန်ရှာပါဘူးဖင်ကြီးကုန်းပြီးတော့ရှောင်းလန့်နေလိုက်ပါသေးတယ်။ဘာအညိုရဲ့ကြောင့်ဒီလောက်ထိရှောင်းလန့်နေရလဲတော့မသိဘူးပေါ့ဗျာ။မင်းတို့ကောင်းတွေကိုဖင်သားတွေထိုးပြီးတော့ထိုးလို့သာဖြစ်မယ်။မြောင်မူလေးတုံးကောင်သားလေးဖင်ကားနေတုံချောင်းထိုးပြီးအကျင်ခံရမှာကိုကြောက်တော့အပင်ပေါ်ကနေစင်းကလုံးနေအောင်ထွက်ပြေးကြပါတော့တယ်။ကိုေးတို့တယောက်ကတော့လူသားမဲပြီးကိုေးသာတို့တာပါ။ဖက်တီနဲ့ကြော်ကြီးကိုတော့ကောက်ပေါ်တင်ပြီးခက်မြန်မြန်တော့ပြေးနိုင်ပါသေးတယ်။ မေတို့ကောင်တွေခုမှကြောင်ပြီးပြေးမယ်မကျန်နဲ့မေတို့ကောင်တွေပြေးနေတာလေးတွေကိုငါနဲ့တူတူဆက်ပြီးတဘောလုံးဆွဲသားကြအောင်ကဲတဘောကဲတဘောကဲတဘောန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 ဘောတောင်းဖို့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 လေးဖို့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 ကောင်းကောင်းကောင်းကဲရအေးကွာ အဲဒီလိုနဲ့ပဲကောင်းကင်ရံမှာအလင်းရောင်တွေဖြာထွက်လာခဲ့ပြီးလင်းကျက်တွန်တန်းတဲ့အတူကျင်းငက်ကလေးတွေရဲ့တာယာနာပြောပွဲအတန်လေးကိုကြားနေရတဲ့မနက်ကတစ်ခုကိုရောက်ရှိလို့လာခဲ့ပါတယ်။မိခင်ဖြစ်သူဒေါခင်သားကတော့တားဖြစ်သူတညာလုံးပြောင်းနေတာကြောင့်베리သွားနေလဲမေးမြန်းနေခဲ့လိုက်ပါတယ်။ဒေါခင်သားတယောက်အိယာကနိုးလို့အပြင်ကိုထွက်ကြည့်တဲ့အခါမှာတော့ကိုယ့်အပြစ်ကိုတီးတဲ့မြောင်မူးလေးသုံးကောင်သားလဲကြောက်ကြောင်နဲ့လက်ကလေးတွေကိုကောင်းပေါ်တင်လို့ထားခဲ့ပါတယ်။ဒါတည်းမဟုတ်သေးပါဘူး။အိအောင်မှာတော့အရက်ကိုကြိုက်လို့တောက်တဲ့သူစိတ်ပျော်တဲ့သူတောက်တဲ့သူတောက်ပြလိုက်မယ် ံများများဆိုတဲ့ကိုတွေ့ခွင်းတယောက်အပြင်ဖရာတရားတိတ်ကိုကိုင်းဆိုင်လာတဲ့ဒေါ်လွမ်းရွယ်တယောက်ပါအိမ်အောက်ကကွပစ်ကလေးမှရောက်ရှိလို့နေခဲ့ပါတယ်။အကြောင်းရင်းကတော့မင်းညာကနှစ်ယောက်စလုံးကိုရှောက်လန့်လိုက်တာဒီသုံးကောင်ပဲဆိုတာကိုအတိအကျသိထားလို့လည်းဖြစ်တာပေါ့။နင်တို့မြောင်မှုလဲတောင်းအောင်ကလည်းငါဘလောက်ပဲပြောပြောအမှတ်ကိုမရှိဘူးနင်တို့အဲ့လိုစားတာကအကြောင်းမဟုတ်ဘူးငါမှနှလုံးရောကအခန့်ရှိတယ်ဟဲ့နင်တို့လုံးမငါတည်တော့မယ် မင်းတို့ကအပြောသဘောနဲ့စောင့်နောက်တော့ဆိုပြီးမယ်အချိန်ကာကိုတော့ကြည်တင်တယ်ကွာငါမှအကျွေးနဲ့တောက်ထားတဲ့အရက်လဲဘလို့အမှုပြေသွားလဲမသိလိုက်ဘူးပြီးတော့အိတ်ခန်ကြီးနားထောင်နေကြမောင်သားသားရဲ့ဗီဒီယိုတွေငါမကြည့်လိုက်ရဘူးကွာမင်းတို့တကယ်ကောင်းတယ်ပါကွာငချုပ်တယ်ပဲဦးလေးတဲ့ပေါကွားတို့နဲ့ချောက်ခဲရတာမဟုတ်ပါဘူးဒီကျွန်တော်တို့လည်းမကောင်းဆိုးဝါးကြီးတကောင်ကချောက်လိုက်တာခံလိုက်ရတယ်ဗျာနောက်ဆိုတခြားဘသူကပါဒီလိုမလုပ်တော့ပါဘူးဗျာ အဲ့ဒီမကောင်းဆိုးဝါးကြီးကိုလည်းမျက်လုံးလေးကနေမထက်သေးတော့ကြောက်နေလို့ပါအသားတို့တောင်းမှန်ပါတယ်နော်ကြွားရဲ့အဲ့ဒီတံတားနာမှာမကောင်းဆိုးဝါးကြီးတစ်ကောင်ရှောင်းလန့်နေဆိုတာကိုကြားသိလိုက်ရတဲ့ဒေါ်လွန်းတဲ့တယောက်ကတော့တစုံတရာကိုလွမ်းဆွတ်တန်တာမိသွားခဲ့ပါတယ်အဲ့ဒီလိုမကောင်းဆိုးဝါးတစ်ကောင်ကတကယ်ရှောင်းလန့်နေဆိုတာကိုကြားသိလိုက်ရတဲ့မလွမ်းတဲ့တယောက်ကတော့စိတ်ထဲမကောင်းသလိုဖြစ်သွားခဲ့ရတာပေါ့ဒီလိုနဲ့ပဲညာကဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကိုခွင့်လွှတ်ပေးပြီးတော့အိမ်ကိုပြန်လို့လာခဲ့လိုက်ပါတယ် ။အင်ကိုပြန်လာတဲ့လမ်းတစ်လျှောက်မှာလဲသူ့ရဲ့ခေါင်းထဲမှာခန်းစားချက်တွေနဲ့အတူအတိတ်ဟောင်းတွေကဝင်ရောက်နှောက်ယှက်လို့နေကြတာပေါ့။အဲဒါကတော့ဒေါ်လွန်နဲ့တယောက်ရဲ့မျက်ညံထဲမှာအတိတ်ကအကြောင်းအရာတချို့ကဝင်ရောက်နှောက်ယှက်နေကြလို့ပါပဲ။အဲဒီလိုသူတယောက်တည်းရှောက်လာနေတာကိုတော့တဆုံတယောက်ကဝမ်းနေတဲ့ပုံရိပ်ယူနဲ့ကြီးလို့နေခဲ့ပါတယ်။အဲဒီတဆုံတယောက်ကတော့မနေညာကမြောက်မူလေးသုံးကောင်ကိုပညာပေးလိုက်တဲ့ပိတ်တာကြီးပဲဖြစ်လို့နေခဲ့တာပေါ့။ ဒေါ်လာနဲ့အဲ့ဒီပိတ်သားကြီးဘယ်လိုတွေအဆက်အဆက်ရှိနေမလဲဆိုတာကိုတော့နောက်လာမယ့်အပိုင်းမှာပဲစောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့တောင်းဆိုလိုက်ပါရစေလားခင်ဗျာ နောက်ထပ်များမူလေ၃ခေါက်အပိုင်းတွေမှာလည်းဟာတာရာတာတွေနဲ့အတူဇလန်တွေကိုအကောင်းဆုံးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပေးကြကြဝမေးပါနဲ့နော်အသုံးဒီနားဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပိတ်သက်တယောက်ရှင်တိုင်းကိုကျေးဇူးတူပဲတင်ရှိပါရစေအားလုံးပဲတာယာပျော်ရှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ ဆုံးလေးနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ကြည့်ပါရခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်ခင်ဗျာ